ဒီအသည်မှာမန်ချက်စတာယူနိုက်တက်အသင်းပေးလိုက်ရတဲ့ဂိုးတွေက85ရာခိုင်နှုန်းကအဲ့ဒီအဝေးတိုင်းကြီးရဲ့နောက်ဘက်ကနေပြီးတော့နောက်ခံကစားသမားတွေမျက်ကွယ်ကနေပြီးတော့အတက်ကင်လိုက်လာပြီးဂိုးသွင်းတဲ့ဂိုးတွေကိုခွင့်ပြုရတာအများတယ်။ဒါကြောင့်ဒီအချိန်တွေကိုကောင်းကောင်းအသုံးချနိုင်တဲ့ဂပ်ပူတို့မူဆာလက်တို့လိုကစားသမားမျိုးတွေရှိတာကြောင့်မန်ချက်စတာယူနိုက်တက်အသင်းကလည်းဂယူးဆိုင်ရာကိုရှိတယ်။မန်ချက်စတာယူနိုက်တက်အသင်းမှာတူးချင်းရည်သွေးတွေရအချက်လက်တွေရအရန်ကောင်းတဲ့ကစားသမားနှစ်ယောက်ရှိတယ်။ တယောက်က Bruno Fernandes line breaking pass ဒီရသည်မှာအများဆုံးပေးထားတဲ့ကစားမှာ၉ချိန်တိပေးထားတယ်။နောက်တစ်ယောက်က Oboran အကောင်ဆုံး Oboran နေကိုပြုတ်လုပေးနိုင်တဲ့ကစားမှာအံပူမှုရှိတယ်။အဲ့တော့ဒီကစားမှာ၂ယောက်ရဲ့ဒီလှုပ်အားနှုံးတဲ့ဒီအမြင်တွေပေါ့နော်ဘောလုံးအမြင်တွေပေါ့မူတည်ပြီးတော့ဒီပေါင်းတင်နောက်ခံကစားသမားတွေကိုကြော်ဖြတ်ပြီးတော့ကိုးရဖို့အတွက်စူးစမ်းလာနိုင်တဲ့အခြေအနေလည်းရှိတယ်။ တဖတ်သင်းရဲ့ပိသက်တွေဒီပွဲကိုယာနှုံးပြီးနိုင်မယ်လို့ယုံကြည်လို့နေရတဲ့အချိန်မှာဒီနှစ်သင်းထိတ်ထိတ်တွေ့ဆုံနေလို့ပြောရမှာပေါ့နော်အင်္ဂလန်ဒါဘီလစ်ဗာပူးသင်းနဲ့မန်ချက်စတာယူနိုက်တက်တင်းတို့အန်ဖီကွင်းမှာရှင်မြန်ကစားကြမှာပါတနင်္ဂနွေနေ့မြန်မာစံတော်ချိန်ည10:00နာရီမှာရှင်မြန်ကစားကြမယ်ပွဲစိတ်လုံရှားစရာရန်ကောင်းတဲ့အချိန်မျိုးဖြစ်လာတယ်ပေါ့နော်လက်ရှိအချိန်နေရလစ်ဗာပူးသင်းကလည်းရလတ်တွေမကောင်းဖြစ်နေတယ်ပရီးမီယာလိနောက်ဆုံးနှစ်ပွဲစတိုက်ရှုံးထားတယ် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ခြေစွမ်းကလည်းတနည်းရွှေတနည်းဝင်ဒီနေ့ကောင်းရင်နောက်နေ့ကျရင်ကောင်းချိန်မှာကောင်းတော့တဲ့အခြေအနေမျိုးဖြစ်တော့နှစ်သင်းလုံးရဲ့ခြေစွမ်းကတော့လက်တလောခြေနေတွေရကျင့်တော့အများကြီးအားရစရာမရှိဘူးလို့ပြောပါဦးလေလက်ရှိအခြေအနေရဒီဘဝဦးသင်းကကစားသမားအစ်စ်တွေနိစနစ်အစ်စ်တွေကိုအသားကျဖို့စူးစမ်းနေရင်နဲ့နောက်ဆုံးနှစ်ပွဲမှာပြီးမှနောက်နှစ်ပွဲမှာရှုံးတယ်အဲဂျမင်းနီပါဝင်ဆိုသုံးပွဲသက်တိုက်ရှုံးထားတယ်ဒါကြောင့်ဒီဘဝဦးသင်းရဲ့ လက်တလောခြေစွမ်းနေမှာတော့အားရစရာမကောင်းဘူးတစ်ဖက်မှာလည်းမန်ချက်စတာယူနိုက်တက်အသင်းကအဝေးကွင်းတွေမှာရလာမကောင်းဘူးဖြစ်တယ်ဒီနောက်ဆုံးအဝေးကွင်းနှစ်ပွဲပေါ့နော်နောက်ဆုံးနှစ်ပွဲမှာတပွဲကိုသုံးခုစီပြီးပြီးရှုံးထားတယ်အမိုရီရဲ့လက်ထက်နောက်ဆုံးကစားခဲ့တဲ့အဝေးကွင်း၈ပွဲမှာနိုင်ပွဲမရသေးဘူးမန်ချက်စတာယူနိုက်တက်အသင်းကဒါကြောင့်အဝေးကွင်းရလက်တွေမှာမန်ချက်စတာယူနိုက်တက်အသင်းရဲ့ခြေစွမ်းကထင်သလောက်မကောင်းဘူးဖြစ်တယ်ဒီနှစ်သင်းရဲ့ထိတ်လိုက်တွေးဆမှုတွေကိုကြည့်ရင်ပြီးခဲ့ရသည်နှစ်ကြော့ပေါ့လေပြီးမြန်လေးနှစ်ကြော့ ရှင်မဲကစားတဲ့ချိန်မှာလီဗာပူးလ်ရဲ့ကြိမ်နိုင်တဲ့ကြိမ်သီးကျထားတယ်။နောက်ဆုံး၅ကြိမ်ပရီးမီးယားလိမှာထိတိုက်တွေ့ဆုံမှုမှာတော့လီဗာပူးလ်ရဲ့နှစ်ကြိမ်နိုင်တယ်မန်ချက်စတာယူနိုက်တက်ရဲ့တစ်ကြိမ်နိုင်ပြီးနှစ်ကြိမ်သီးကျထားတယ်။နောက်ဆုံးထိတိုက်တွေ့ဆုံမှုတွေရတော့ခြေစွမ်းကအများကြီးမကွာဘူးလို့ပြောလို့ရတဲ့အခြေအနေပေါ့လေ။ဒါပေမဲ့မန်ချက်စတာယူနိုက်တက်အသင်းကအန်ဖီကွင်းမှာရုန်းကန်နေရတာတော်တော်ကြာပြီ။လီဗာပူးလ်ရဲ့အိမ်ကွင်းမှာမန်ယူနောက်ဆုံးနိုင်ခဲ့တာက2016ခုနှစ်မှာအဲ့တုန်းကနီးပြားက Louis van Gaal လူးစ်ဗန်ဟိုင်းရဲ့နောက်ပိုင်းနီးပြတွေအဖီကွင်းမှာအနိုင်ရအောင်ဆွမ်းဆောင်နိုင်နေဘူး2016ခုနှစ်ကဆိုတော့ခုနှစ်ကြာပြီအဲ့ခုနှစ်အတွင်းမှာမန်ချက်စတာယူနိုက်တက်တင်းရဲ့နီးပြတွေမှာလူးစ်ဗန်ဟိုင်းရဲ့နောက်မော်ရီညိုတို့ရောက်လာတယ်ပြီးတော့ဆိုရှာရောက်လာတယ်နောက်အရီဒန်ရောက်လာတယ်နောက်ဆုံးအခုရူဘင်မိုးတွေနီးပြတွေပြောင်းလဲခဲ့ပြီမြန်အဖီကွင်းမှာတော့အနိုင်မရသေးတာကဒီပေါ့တဲ့အင်ွေအန်ဖီကမန်ချက်စတာယူနိုက်တက်အတင်းတော့ခက်ခဲစီတဲ့ကွင်းဆိုတာအတိအသင်ရှားစီတယ် ။ဒါကြောင့်ဒီချိန်စမ်းသပ်မှုမှာလည်း Manchester United နဲ့အတင်းတော်တော့ခက်ခက်ခဲခဲရုန်းကန်ရနိုင်တဲ့အခြေအနေမျိုးတော့ရှိတယ်လို့ပြောရမှာပေါ့လေ။ဒါကထိတ်တိုက်တွေးဆမှုတွေအကြောင်းကိုပြောခဲ့တာပေါ့။အဲ့တော့ဒီနှစ်သင်းရဲ့လက်ရှိကစားသမားတွေရဲ့အခြေအနေကိုကြည့်ရင်အသင်းရဲ့အဓိကကိုယ်သမား Alexen မပါနိုင်တော့ဘူး။ဒီရာသီမှာခေါ်ထားတဲ့နောက်ခံကစားသမားလေး Leonie Yadigon ထိဒီဘောက်တင်ရဲ့ပွဲစဉ်တွေနဲ့လွဲချော်မယ်။ပြီးတော့နိုင်ရကအသင်းနေနဲ့နိုင်ငံအသင်းနေနဲ့တွားပြီးတော့ပူးပေါင်းတဲ့ကစားသမားတွေဖြစ်တဲ့ဒီ Corner Day တို့ အန်ဒိုတို့နောက်ပြီးတော့ ground bash တို့ထိုင်အောင်ပြဿနာအနေငယ်ရှိနေတယ်ဆိုတဲ့သတင်းတွေလည်းထွက်နေပါတော့เนาะနောက်ဆုံးရတဲ့သတင်းတွေကတော့ ground bash ကကိုနာတီရောမဂျာဆာယူနိုက်တက်အသင်းနဲ့ပွဲစဉ်အတွက်ကြိုက်ခံပြီးပြန်ပြီးတော့ပြေဝလာပြီးတော့သတင်းတွေကဆိုတယ်ပေါ့နော်ဒါကတော့ဒီပါဦးသင်းတို့သတင်းကောင်းလို့ပြောရမယ်တစ်ဖက်မှာမဂျာဆာယူနိုက်တက်အသင်းကိုကြည့်ရင်လည်းအသင်းရဲ့ဒီနောက်ခံစားသမားတွေဖြစ်တဲ့မာဇာရာဝီတို့နောက်ပြီးတော့အန်ဒီဟေးဗန်စ်တို့ဒီနေ့ပွဲစဉ်မှာမပါနိုင်ဘူးနောက်ကာလာရှီနားနေရတဲ့မာတီနက်စ် အသင်းနဲ့လေ့ကျင့်ခန်းပြန်ဆင်းပြီဆိုပေမဲ့ဒီလိုပွဲစဉ်မျိုးမှာပါဝင်နိုင်ဖို့အတွက်အဆင်ပြေမဖြစ်တော့သေးဘူးပေါ့လေဒါပေမဲ့ဒီကစားသမားတွေကလွဲပြီးတော့ Manchester United အသင်းရဲ့ကွင်းလယ်တိုက်စစ်နဲ့နောက်ခံအဓိကကစားသမားတွေအားလုံးကြံ့ခိုင်ပြီးအပြည့်ရှိဒါကြောင့်ဒီနှစ်သင်းရဲ့ဒီလူစင်းကတော့တောင့်တင်းမှုရှိရဲ့လို့ပြောလို့ရတာပေါ့နော်အဲ့တော့ဖြစ်နိုင်ွယ်လူစင်းကိုသုံးသက်ကြည့်ရရင်ဒီပါဦးသင်းကဒီညာနောက်ခံအဆွန်လူမှာ Bradley ကိုထားကစားမလားဒါမှမဟုတ် Support line ကို inverted fullback ပုံစံမျိုးနဲ့ကစားမလားဆိုတာကလွဲပြီးတော့ဂျန်တဲ့နေရာတွေမှာအပြောင်းလဲမရှိနိုင်ဘူးကိုသမားနေရာမှာတော့ Alisson ရဲ့နေရာမှာတော့ Shelby ကစားနေတယ်ပြီးတော့နောက်ခံကစားသမားတွေထဲမှာ Konate Wajaman တိုင်းနဲ့ Gagas ပေါ့နော်ညာနောက်ခံအစွန်လူမှာတော့ Bradley သုံးမလားဒီ Support line သုံးမလားဆိုတာက Anslow ရဲ့ဒီနည်းပြတာတွေပေါ်ပဲမှုတည်တယ်တကယ်လို့ Support line ကညာနောက်ခံအစွန်လူနေရာမှာထားမယ်ဆိုရင်တော့ကွင်းလယ်မှာ grammar master matt alister ဖြစ်မှာပေါ့နော်ဒီနေ့ပွဲစဉ်မှာကွင်းလယ်နဲ့တိုက်စစ်ကိုချိတ်ဆက်ပေးတဲ့နေရာမှာ fabian vas ကိုအတုံးပြူလာနိုင်မယ်လို့ထင်တယ်အဓိကအဖြစ်ဒီ majority နဲ့အတင်းကွင်းလယ်နောက်ခံကစားသမားတွေဂျားတွေကနေရာလွတ်တွေကိုနေရာပြေးပြီးတော့နေရာယူလာမျိုးလေပေါင်းတဲ့ကွင်းလယ်နဲ့တိုက်စစ်ကိုချိတ်ဆက်ပေးပြီးတော့ hash speed ကိုအသုံးချဖို့အတွက်ကြိုးစားရတဲ့နေရာမျိုးမှာ Fabian Vaz ကတိုက်စစ်ပိုင်းဆိုင်ရာမှာတော်တော်လေးကောင်းတဲ့ကစားသမားဒါကြောင့်ဒီနေ့ပွဲစဉ်မှာ Anslot ကွင်းလင်နဲ့တိုက်စစ်ကိုချိန်ဆက်ဖို့ဒီ Fabian Vaz ကိုထည့်ပြီးတော့ကစားမယ်လို့ထင်တယ်။တိုက်စစ်မှာတော့ Musalla အဲ Gabon နဲ့အထောင်တက်စစ်နေရာမှာ Isak ကိုစားမယ်လို့အဲကျွန်တော်ခံမမိတယ်ဟုတ်လေ Manchester United ရဲ့အသင်းဘက်ကိုကြည့်ရင်တော့ကိုသမားနေရာမှာပြီးခဲ့တဲ့ Sunderland အသင်းနဲ့ပွဲစဉ်မှာလက်ဆွမ်းပြခဲ့တဲ့ကိုသမား Lamans ဖမ်းမယ်အဲနောက်ခံကစားသမားတွေမှာတော့ Morey ရဲ့အကြိုက်ကစားသမား၃ယောက်ဖြစ်တဲ့ ဒီလစ်ရူရူနဲ့လူရှောလို့ဆော်မယ်ဝင်းဘတ်ဒီမှာတော့အာမတ်နဲ့ဒေါ်ဂရုဖြစ်မယ်ဗောလေကွင်းလင်းမှာတော့အဲအတင်းကောင်းလုံးဘလူးလူဖိုင်ဒက်စ်နဲ့ကက်စမရိုကစားဖို့ရှိတယ်နံပါတ်10ရိုးတစုံမှာတော့ကုညာကလိုင်းနဲ့အောက်ပြီးတော့သူ့ညာမီစင်မောက်ကိုထည့်မယ်မအောင်လဲဆိုတော့မီစင်မောက်ရဲ့ pressing ကမန်ချက်စတာယူနိုက်တက်အတင်းအတွက်တော်တော်လေးဒီလောအားနှုံးနေမန်ချက်စတာယူနိုက်တက်အတင်းအတွက်လောအားနှုံးနေအများကြီးရတာကြောင့်ဒီနံပါတ်10ရိုးမှာတော့မီစင်မောက်ကိုထည့်ပြီးကစားမယ်နောက်ထပ် နံပါတ်3တို့တနည်းတော့အမ်ပူမှုကစားပြီးတော့တိုက်စစ်မှာတော့နှစ်ပွဲဆက်ဂိုးသွင်းထားတဲ့ဘန်ဂျမင်ရှက်ကိုလည်းပွဲထွက်လာမယ်လို့ယူဆတယ်ဟုတ်လေဒါကဒီနှစ်သိရဖြစ်နိုင်မှာလိုင်းနက်ကိုဆွေးနွေးခဲ့တာဟုတ်လေဒီနှစ်သိရလက်ရှိကစားပုံတွေအရာဆိုတော့နှစ်သိလုံးမှာအားနဲ့ချက်လေးရှိရလို့ပြောရမယ်မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ဆိုတော့လီဗာပူးအသင်းအားအနည်းဆုံးဖြစ်လာတဲ့ဒီညနောက်ခံနေရာတွေကို present ပေးပြီးတော့ကိုရောက်တဲ့ကြိုးစားလာနိုင်ပွဲရှိတယ်အဲ့ဒီနေရာညနောက်ခံနေရာမှာလည်း မဂျာထိုင်နဲ့တင်လောအားနှုံးကောင်းတဲ့ကစားသမားကြီးဖြစ်တဲ့မေရှင်မောင်တို့နောက်ပြီးတော့ဒေါ်ဂူတို့ရှိနေတာကြောင့်လပောက်ဦးတင်တော်တော်လေးဂယုတဆိုင်နဲ့ကစားဖို့ရှိတယ်ပေါ့နော်နောက်တစ်ချက်ကတော့မဂျာဆိုင်နဲ့တင်မှာတူးချင်းရည်သွေးတွေရအချက်လက်တွေရအရန်ကောင်းတဲ့ကစားသမားနှစ်ယောက်ရှိတယ်တယောက်က Bruno Fernandes line breaking pass ဒီရသည်မှာအများဆုံးပေးထားတဲ့ကစားသမား၉ချိန်တိပေးထားတယ်နောက်တစ်ယောက်က Oboran အကောင်ဆုံး Oboran နေကိုပြုတ်လုပေးနိုင်ဆုံးကစားသမားအန်ဘူမိုရှိတယ် ဟောဒီကစားသမား2ယောက်ရဲ့ဒီလှုပ်အားနှုံးနဲ့ဒီအမြင်မျိုးပေါ့နော်ဘလုံးအမြင်မျိုးပုံဒီပြီးတော့ဒီပေါင်းတဲ့နောက်ခံကစားသမားတွေကိုကြော်ဖြတ်ပြီးတော့ကိုရဖို့အတွက်စူးစမ်းလာနိုင်တဲ့အခြေအနေလည်းရှိတယ်။ဒါကမန်ချက်စတာယူနိုက်တက်အတင်းကဒီပေါင်းတဲ့ဘက်ကိုထိုးဖောက်လာနိုင်ပွဲရှိတဲ့နည်းစနစ်။ဒီပေါင်းတဲ့အနေနဲ့ကြည့်ရင်တော့မန်ချက်စတာယူနိုက်တက်အတင်းရဲ့ကွင်းလင်အားနည်းချက်ကိုအသုံးချပြီးတော့ကွင်းလင်မှာနျူမရီကယ်အိုဗာလောက်ဖြစ်ပြီးတော့ကွင်းလင်ကိုစိုးမှုကိုစူးစမ်းမယ်အဲ့ရန်တစင်း ဖေဗီယန်ဗာစီယာကွင်းလယ်နဲ့တိုက်စစ်ချိတ်ဆက်တရတဲ့အစဉ်၉ရောက်ဖို့ကြိုးစားမယ်။နောက်တစ်ချက်ကတော့မန်ချက်စတာယူနိုက်တက်သင်းရဲ့အားနည်းချက်တစ်ခုလိုဖြစ်နေတဲ့ဒီအဝေးတိုင်းနဲ့နောက်ကတက်လာတဲ့တိုက်စစ်မှုတွေကိုမထိန်းနိုင်တဲ့အခြေအနေအဲ့ဒါတွေလည်းအသုံးချဖို့ရှိတယ်ဘောနော်။ဒီအသီးမှာမန်ချက်စတာယူနိုက်တက်အသင်းပေးလိုက်ရတဲ့ဂိုးရီတဲက85ရာခိုင်နှုန်းကအဲ့ဒီအဝေးတိုင်းကြီးရဲ့နောက်ဘက်ကနေပြီးတော့နောက်ခံကစားသမားတွေမျက်ကွယ်ကနေပြီးတော့အတက်ကင်လိုက်လာပြီးတော့ဂိုးသွင်းတဲ့ဂိုးတွေကိုခွင့်ပြုရတာအများတယ်။ဒါကြောင့် ဒီအချိန်တွေကိုကောင်းကောင်းအသုံးချနိုင်တဲ့ဂပူတို့မူဆာလက်တို့ကစားမမျိုးတွေရှိတာကြောင့်မန်ချက်စတာယူနိုက်တက်အတင်းရတယ်ဂယူးဆိုင်ရာကိုရှိတယ်နောက်တစ်ချက်ကတော့ဟက်စပီတူကားတဲ့နေရာမန်ချက်စတာယူနိုက်တက်အားနေတယ်ဒါကိုမန်ချက်စတာစီးတီးအတင်းနဲ့ပွဲစဉ်မှာရှင်းရှင်းလင်းလင်းထင်ထင်ရှားရှားမြင်ရတယ်ဒီပါဝူးတင်းကလည်းဟက်စပီတွေအသုံးချတဲ့နေရာမှာအရင်ကောင်းတဲ့အတင်းအထူးသဖြင့်တော့ဒီ overlap run နဲ့ under overlap run နေနဲ့ဒီ support line ကိုပြတ်တက်လာတာ၄ Fabian Vaz ကိုဖြတ်ပြေးတာ၄နောက် Iset တို့ နေ့ဣဇက်ရဲ့နေရာလို့တည်ရှာပေးတာတွေကြောင့်အကျော်ဆိုင်ယူနေတဲ့အတင်းနောက်ခံကစားသမားတွေအလုံးရှုံမဲ့နေ့လို့လေလက်တလို့ရေပြာအဖြစ်တော့ယူဆလို့ရတယ်ဗောလေဒါကဒီနှစ်သင်းမှာအားတာချက်အားနေချက်ကိုစီနဲ့နေ့စနစ်ပိုင်းဆိုင်ရာဖြစ်နိုင်မှုချင်းကပ်မှုလို့ပြောပါမော်လေဒီပွဲရဲ့စောင့်ကြည့်နေတာကစားသမားနှစ်ယောက်ဆိုရင်တော့လီဗာပူးသင်းကမူဆာလန်နဲ့မန်ချက်စတာယူနိုက်တက်အသင်းကအန်ပူမူကိုရွေးချင်တယ်ဗောလေနောက်ဆုံး55ဝဲမန်ချက်စတာယူနိုက်တက်အသင်းနဲ့ထိတ်တိုက်တွေ့ဆုံတဲ့အချိန်မှာမူဆာလတ်က73ဂိုးသွင်းပြီးတော့6ဂိုးဖန်တီးပေးထားတယ် မူဆာလက်ကဒီအတင်းကြီးနဲ့တွေ့တဲ့အချိန်မှာဂိုးရမှုနှုန်းကမန်ချက်စတာယူနိုက်တက်အတင်းနဲ့တွေ့တဲ့ပွဲတွေမှာအများဆုံးဖြစ်တယ်။အဲ့တော့ခြားအတင်းတွေအာဆင်နယ်တို့စပါးတို့ချက်စီတို့အဲ့လိုအတင်းတွေကိုဂိုးသွင်းတဲ့အထက်မန်ချက်စတာယူနိုက်တက်အတင်းကိုဂိုးပိုသွင်းထားနိုင်တယ်။နောက်ဆုံး၃ပွဲစတိုင်မန်ချက်စတာယူနိုက်တက်အတင်းနဲ့တွေ့တဲ့အချိန်မှာ၃ပွဲစတိုင်ဂိုးသွင်းထားတယ်။ဒါကြောင့်မူဆာလက်ကမန်ချက်စတာယူနိုက်တက်အတင်းနဲ့တွေ့ရင်ဂိုးမြူလေးရှိတယ်။ဒါကမန်ချက်စတာယူနိုက်တက်အတင်းဂယုတစိုက်ကစားမဲ့ ကစားသမားဖြစ်ဒီနေ့ပွဲစဉ်ဆောင်ကြည့်ခြင်းကြကစားသမားဖြစ်သတ်မှတ်လိုက်တယ်။အဲနောက်တစ်ယောက်ကတော့အမ်ပူမူအမ်ပူမူအော်ဘောရန်နေအရန်ကောင်းတဲ့ကစားသမားပုံမှန်အားဖြင့်မန်ချက်စတာယူနိုက်တက်နဲ့လပောင်းသိရဲ့ညာချမ်းကိုပို့ပြီးတော့ပြားပြီးကစားမယ်လို့ယူဆပေမဲ့တစ်ဖက်မှာလည်းကာကက်ရဲ့အားနည်းချက်တချို့ရှိနေ။ကာကက်စာဖစ်စကယ်ကောင်းတဲ့ဒရစ်ဘလင်းကောင်းတဲ့ကစားသမားတွေကိုထိန်းချုပ်တဲ့အခါမှာအခက်ကြုံရလိမ့်ရှိတယ်။အဲ့တော့အဲ့လိုကစားသမားမျိုးလုံးအမ်ပူမူပါတယ်။အမ်ပူမူကအော်ဘောရန်နေကောင်းတဲ့ဖြစ် hash speed တဲကို dribbling skill ကနေဝင်လာပြီးတော့ ဘယ်ကြီးနဲ့အဆုံးသတ်တဲ့နေရာမှာလဲတော်တော်လေးတက်တက်ရဲ့ရှိရကစားမှာဒါကြောင့်ဒီနေ့ပွဲစဉ်မှာလင်ပါဦးတင်ခက်ခဲထိန်းချုပ်ရမယ့်ကစားမားတွေထဲမှာအန်ဘူမူကိုယူလိုက်တာပေါ့လေအော်ဒါကဒီပွဲရဲ့အဆောင်ကြီးကျင်စရာကောင်းတဲ့ကစားမားတွေကိုယူထားတာဒီပွဲရဲ့ဖြစ်နိုင်ပွဲရလဒ်ကိုစဉ်းစားကြည့်ရင်အဝေးခွင့်ရလဒ်တွေထင်းလောက်မကောင်းဘူးဖြစ်နေတယ်နောက်ပြီးတော့ MV ခွင့်မှာနိုင်ပွဲပြောင်းနေတဲ့မဂျာဆိုင်နဲ့တဲ့အတင်ဒီချိန်မှာလဲအနိုင်ရဖို့မလွယ်ဘူးလို့ယူဆမိတယ် အပေါ်ရလကူတိကြခံမှန်းကြည့်ရင်တော့လီဗာပူးတင်းကတကူတကူနဲ့နိုင်ရသွားမယ်လို့ယူဆမိပါတယ်။ဒါကတော့အင်္ဂလန်ဒါဘီလီဗာပူးတင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲကြို30ချက်ပါကြည့်ရှုအားပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ် Sport Insight Channel ကို Subscribe လုပ်ပြီးတောင်းဆိုပါရစေ။